တကယ်ဖြစ်ခြင်းနဲ့ဆန္ဒတကယ်ရခြင်းနဲ့ဆန္ဒပြင်းထန်ရင်ရကိုရတယ်ဖြစ်ကိုဖြစ်တယ်မဖြစ်သေးဘူးမရသေးဘူးဆိုတာရခြင်းနဲ့ဆန္ဒကဖြစ်လောက်အောင်ထိမပြင်းထန်သေးလို့ဟုတ်ပြီနော်တကယ်ရအောင်လုပ်မယ်ဆိုရင်ရကိုရတယ်တကယ်ရအောင်ဖြစ်အောင်လုပ်မယ်ဆိုရင်ဖြစ်ကိုဖြစ်တယ်မဖြစ်သေးဘူးမရသေးဘူးဆိုတာအဲ့ဒီဝရိယစ조사အထုမှုကဖြစ်လောက်ဒီရလောက်ဒီအထိမကြီးကျယ်သေးလို့နားလည်ရမယ်နော်ခုတရားဘာလို့မရတာလဲလို့မင်းတကယ်မရခြင်းသေးလို့ တကယ်ရအောင်မလုပ်သေးလို့သဘောပေါက်ရဲ့လားဝိရိယပြီးတော့ပါတော့စိတ် စိတ်ဆိုတာကသူကဒါကိုရခြင်းမီဒါကိုဖြစ်ခြင်းမီဆိုရင်သူ့ရဲ့စိတ်ထဲမှာဒါမှဒါကျန်တာမရှိဘူးတစိတ်แท้ဟုတ်လားသွားလဲဒီစိတ်စားလဲဒီစိတ်ဘယ်ရာမှသူ့စိတ်ထဲတိုးလို့မရဒါမှဒါဖြစ်နေခုဆိုကြပါစို့ဒီလူတွေနိဗ္ဗာန်ရပြီလားမရဘူးဟောနေတဲ့ဘုန်းကြီးရောရပြီလားမရဘူး ိုင်မရတာထားပါတော့မင်းရကျင်တဲ့စိတ်တည့်ရဲ့ဘယ်နှခါရှိဆုံးဆိုဘယ်နှခါမှမရှိဘူးအဲ့ဒါမရတာဘာထူးဆန်းလဲသဘောပေါက်ရဲ့နော်တဖုံးတို့ရဲ့စိတ်တွေဟာဒီအပေါ်မှာဘလောက်တက်ဝင်ထားသလဲဘလောက်နှစ်မြုပ်ထားသလဲဆိုတာအလွန်မှအရေးကြီးတယ်ပေါ့နော်ဆန္ဒရဲ့ဝရိယရဲ့စိတ်ဒါလူငယ်တွေအတွက်စီးပွားရေးရှာမယ်ဆိုရင်လည်းအသုံးချလို့ရအော်ငါပတ်စံမရှိရင်ဘလောက်အောက်ကြမှာပတ်စံရှိရင်ဘလို့အရှင်ပြေမှာဒါကြောင့်ငါပတ်စံမှာပတ်စံငါရကျင်တယ်ဆိုရင်ရကိုရလိမ့်မယ်နီလန်လဲတွေ့မှာပဲ ခန္ဓာတစ်ခုတည်းတော့မရဘူးเนาะနောက်ကဝရိယလိုက်ရမယ်ပြီးရင်စိတ်ကလည်းဒီထဲမှာမြုံနှံထားရမယ်ဟာကျန်တဲ့လှကျင်ပကျင်တာအင်းထားလိုက်ပိုက်ဆံတော့အရေးမကြီးဘူးอืมဒီလိုသွားရအောင်နော်ပိုက်ဆံမှာပိုက်ဆံဆိုရင် ပိုက်ဆံရမှာပဲဟိုလိုလိုဒီလိုလိုဆိုရင်တော့ဟိုလိုလိုဒီလိုလိုပဲရမှာဟုတ်လားနော်သန္ဓာရဲ့ဝရိယရဲ့စိတ်ရဲ့ပြီးတော့ဘာတော့ပညာပညာဒီနေရာမှာဝီမန္တလို့တုံးတယ်ဝီမန္တဆိုတာအဖြေမှန်ရအောင်စူးစမ်းဆင်ခြင် ဒါဖြစ်ကျင်နေဆိုရင်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီးလန်းကိုသူသိတယ်နားလေတယ်။ဒါရကျင်နေဆိုရင်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီးလန်းကိုသူသိတယ်နားလေတယ်။အဲ့ဒါဘယ်လိုခေါ်တော့ဝိမာန်သပြင်ညာ။အဲ့ဒါအခုမဏ္ဍကအဲ့ဒါကိုပြောတာ။မြတ်စွာဘုရားရဲ့တန်တာမှာသာဏဝရိယစိတ်ဝိမာန်သဒီအဋ္ဌိပတ်တရားကြီး၄ပါးကိုခရီးဆုံးရအောင်မြတ်စွာဘုရားအထွတ်အထိပ်အောင်ပွားများထားပြီးသားဖြစ်တဲ့အတွက်ကြောင့်တကယ်လို့မြန်လေတဲ့မြတ်စွာဘုရားကဖြစ်ချင်တယ်ဆိုလို့ရှိရင်ဟောဒီဟိမွန်တာတောင်ကြီးဟာရွှေဖြစ်စေဆိုတာနဲ့ တောင်ကြီးကရှုဖြစ်သွားမှာအလောက်ထိမျက်စွာပဲဆွမ်းကိုမြင်တာအဲ့ဒါအဘိညာဉ်တကောပြည့်စုံတယ်စိတ်စွမ်းအရန်ကြီးတယ်ဆိုရင်အဲ့လိုဖြစ်အောင် လုပ်လို့ရတယ်လို့ဆိုတယ်။ဒါကြောင့်တို့မမှီနိုင်တဲ့ကိစ္စတွေပေါ့နော်။